ဝမ်ချမ်မြန်ရှိရဲ့ပွဲကြီးတစ်ပွဲထက်လက်မှတ်ရောင်းရောင်းဝေပိုများနေတဲ့ UFC ပေးသမျှလုံးမဲမင်္ဂလာပါမန်ချက်စတာဖော်ဘောဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် UFC နဲ့ဝမ်ချမ်မြန်ရှိဆိုတာနှိုင်းရှင်စရာကိုမလိုတဲ့ promotion ပြိုင်ပွဲကြီးတစ်ခုပါရိုးရိုးလေးချင်းတော့ဝမ်ချမ်မြန်ရှိပြိုင်ပွဲဟာတမင်သက်သက်ဇညုံရေးပြီးရှင်ပြိုင်နေစေခဲ့တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီးသူတို့ fighter တွေအတွက်အသာစီးရအောင်ဖန်တီးထားခဲ့တဲ့ပြိုင်ပွဲတစ်ပွဲဖြစ်တယ်လို့ဆိုရမှာပါဒါဟာပွဲစဉ်တိုင်းလားဆိုရင်တော့ပွဲစဉ်တိုင်းတော့မဟုတ်ပါဘူး အချို့ချို့သောပွဲစဉ်တွေကတော့သူတို့တွေမဖြစ်နိုင်မဲ့တီတီလျက်နဲ့ဖန်တီးထားတဲ့ပွဲစဉ်တွေဖြစ်ပြီးသူတို့နိုင်စေချင်တဲ့ဖိုင်တာကိုဇောင်းပေးပြီးဖန်တီးထားခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။ဥပမာပြောရရင်ဆန်ကာတင်းနဲ့စူပါရေချမ်းပွဲစဉ်ကိုအဓိကညွှန်ပြရမှာဖြစ်ပြီးဘောက်စင်မှာချန်ပီယံဖြစ်ထားခဲ့တဲ့ဖိုင်တာတယောက်နဲ့ငွေထိုင်းပွဲစဉ်တွေထိုးနေတာ၅ပွဲတော့မပြည့်သေးတဲ့ဖိုင်တာတယောက်ကိုကေပေါင်စင်ပွဲဖန်တီးပေးလိုက်တဲ့ဆိုကလေးကဝမ်ချန်ပီယံရှစ်ရဲ့ဖန်တီးမှုကအတော်လေးကိုမေးခွန်းထုတ်เสียပါ။အခုဆိုရင်ဆန်ကာတစ်ကိုထိုင်းကရင်ຫນွေပွားဖိုင်တာတယောက်ဖြစ်တဲ့စူအာဘလတ်နဲ့ကေပေါင်စင်ပွဲထပ်ပြီးပွဲတည်ပေးထားခဲ့တာဖြစ်ပါတယ်။ စူဝါဗလာနဲ့ဘွဲ့တဲပြလိုက်တာကဖြစ်တဲ့တယ်လို့ဆိုရမှာဖြစ်ပြီးအစောကြီးကလေးကအဲ့လိုမျိုးဖြစ်တင်ခဲ့တာပါစူဝါဗလန်ဆိုတာကလည်းမွေတိုင်းပွဲစဉ်တွေကိုသာအများစုရှင်ပြိုင်ထားခဲ့တဲ့ဖိုင်တာတယောက်ဖြစ်သလိုဝိုင်းရင်ဖိုင်တာတယောက်လည်းဖြစ်ပါတယ်။အစောကြီးကလေးကသူတို့ဖိုင်တာကိုသူတို့ယုံကြည်တယ်ဆိုရင်စူဝါဗလန်နဲ့စောစောစီစီပွဲတဲပေးသင့်ခဲ့တာပါ။စူပါရင်ချလို့မွေတိုင်းပွဲစဉ်နှစ်ပွဲတာကစားရသေးတဲ့ဖိုင်တာနဲ့ကိပောင်စင်ပွဲတဲပေးလိုက်တာကတော့ဝမ်ချမ်ပီယံရှစ်ရဲ့လောက်ွက်ကြီးဆိုတာအလုံးလဲသဘောပေါက်နားလည်ထားခဲ့ပြီးဖြစ်ပါလိမ့်မယ်။ ဝမ်ချမ်ပီယံရှိပ်ပြန်ပွဲဟာအချို့သော promotion တွေမှာချန်ပီယံဖြစ်ထားခဲ့ပြီးသူတို့စီကိုရောက်လာတဲ့ခက်ချမ်းချမ်း fighter တွေကိုသူတို့ Thai fighter တွေနဲ့ပွဲစတင်ပေးတာမျိုးမရှိတာကိုမြင်တွေ့ထားခဲ့ရတာပါ။အဲ့ဒီလိုမျိုးဝမ်ချမ်ပီယံရှိပ်ပြန်ပွဲဟာဇန်ညွန်ရေးထားတာမျိုးတွေဗန်လိုက်မှုတွေရှိနေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းခုနောက်ပိုင်းဆိုရင်ဝမ်ချမ်ပီယံရှိပ်ပြန်ပွဲတွေနဲ့ပတ်သက်လို့မြန်မာပြည်သက်တော်တော်များများလည်းသတိထားမိလာခဲ့ကြပြီးဖြစ်သလို USC ပွဲစဉ်တွေလောက်အထင်မကြီးကြတော့ဘူးလို့ဆိုရမှာပါ။ USC ကတော့အဲ့ဒီလိုမဟုတ်ပါဘူး။ UFC ကကျင်းပတဲ့ပွဲစဉ်တွေကိုကြည့်လိုက်ရင်ပွဲစဉ်တိုင်းကလည်းစစ်လို့ရှားစရာကောင်းတယ်လို့သူတို့ပွဲစဉ်တွေကိုကြည့်လိုက်ရင်အတော်လေးကိုအရသာရှိတာကိုမြင်တွေ့ထားကြရတာပါဘယ်လိုက်မှုဆိုတာလည်းမရှိသလိုဂျိုတင်ဇညွန့်ရေးထားတာမျိုးတွေလည်းမရှိပါဘူးတကယ်တော်တဲ့တကယ်ကောင်းတဲ့ fighter တွေကိုအမြဲလိုလိုပွဲစီစဉ်ပေးနေတာကိုလည်းမြင်တွေ့ထားကြရတာဖြစ်ပြီးဝမ်ချမ်ပီယံရှစ်ကနေပြောင်းလာခဲ့တဲ့ဒေရီတာဆိုရင်လည်း UFC မှာခေါင်းပွဲထိုးသက်သွားရမှာဖြစ်ပါတယ် ူပဒန်သူဝမ်းချမ်းမြရှင်းမှာချန်ပီယံကပတ်တွေဘနက်ခူးဝဲစုခူးခဲ့ပါစေ UFC ကိုရောက်လာတဲ့အခါမှာတော့ဒေရီတာဟာခေါင်ပွဲတွေမှာရှင်ပြန်ရတာမျိုးမရှိသေးဘဲခေါင်ပွဲထိုးဖို့ထိအရေးချင်းစစ်ချင်းတွေနဲ့ရင်ဆိုင်ခဲ့ရသေးတာပါအဓိကပြောချင်တာကတော့ UFC ဟာနေရာကောင်းတစ်ခုကိုချက်ချင်းစီစဉ်ပေးတာမျိုးမဟုတ်ဘဲထိတ်ဆုံးကိုရောက်ဖို့အတွက်အကောင်းဆုံးစီစဉ်ပြနိုင်မှသာလျှင်အခုလိုမျိုးခေါင်းဝဲပြစ်ရှင်ပြိုင်သွားတာလည်းဖြစ်ပါတယ် ဒီရီတာကိုတိုင်းလဲ UFC နဲ့ One Championship ဘလို့ကွာလဲဆိုတဲ့အကြောင်းကိုလုံခဲ့တဲ့တပတ်လောက်ကအင်တာဗျူးတစ်ခုမှာဖြေကြားထားခဲ့တာကိုမြင်တွေ့ထားခဲ့ရပြီးဒီမှာကတနင်္လာနေ့တွင်မှာပွဲရည်အတွက်များများရှင်းပြထိုးသက်ရပေမဲ့ ဝမ်ချမ်ပီယံရှစ်မှာကတော့တနည်းနေလို့တောင်မှတပွဲမသေးကြဘူးဆိုပြီးပြောကြားထားခဲ့တာပါဒါကြောင့်လဲ UFC ဟာဝမ်ချမ်ပီယံရှစ်ထက်အများကြီးတာနေခဲ့တာဖြစ်ပြီးအဲ့ဒီလိုတာတဲ့အတွက်ကြောင့်လဲဝမ်ချမ်ပီယံရှစ်ရဲ့ပွဲကြီးတပွဲမှာရောင်းရတဲ့လက်မှတ်ရောင်းရငွေထက် UFC ရဲ့တာမန်ပွဲစဉ်တပွဲအတွက်ရောင်းရတဲ့လက်မှတ်ရောင်းရငွေကပုံမများပြားတယ်ဆိုပြီး UFC ဘက်ကထုတ်ပြန်သွားခဲ့ပါတယ်ဒီလို UFC ဖိုင်နယ်ပွဲစဉ်ဖြစ်ပေမဲ့ဒေါ်လာ330ကျော်ရရှိကြောင်းထုတ်ကြွားလာခဲ့ပါတယ် ဝမ်ချမြန်ရှိရဲ့ပွဲစဉ်ကြီးတစ်ပွဲဖြစ်တဲ့ Rockton နဲ့ Takeru ရဲ့ဂျပန်ပွဲစဉ်မှာလက်မှတ်ရောင်းရငွေကဒေါ်လာ30,000တာရရှိတယ်လို့သိရပါတယ်။အဆိုပါအချက်လက်ကိုကြည့်ခြင်းအပြင် UFC ဟာဝမ်ချမြန်ရှိတဲ့အများကြီးပိုတာနေခဲ့တယ်ဆိုတာသိတာနေခဲ့တာလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။